လုံးမဲကျွန်မဆွလန်းကြပါသည်ရှင်။ကွန်လင်းအော်တိုမိုဘိုင်းဆေးစင်တာပေ့ချ်ကနေပြီးတော့နှွေးထွေးစာနဲ့ပြန်လဲကြိုဆိုပြသည်ရှင်။ဒီတစ်ပတ်မှာတော့ဖြူကရုပ်ထွက်ကလည်းခမိုင်မိုင်ရှိတယ်။တောင်ပေါ်မြေပြတ်ဒေသမျိုးတွေလည်းမောင်းနေလို့ရတယ်။အကျန်းလဲခံတယ်လူကြိုက်လည်းများတယ်။ Toyota Hilux Adventure 2024 model ကားကိုမိတ်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီကားရဲ့ engine power ကတော့ 2.8cc တာဝန်နဲ့လည်းလာပါတယ်။အဲ့တော့ကားရဲ့ engine ကလည်းအထူးပဲဆိုတော့လမ်းကျန်းတွေကိုတိုက်တလောက်မောင်းနေလို့ရတယ်ပေါ့နော်။ adventure ကိုလည်းကြိုက်တယ် off road ကားကိုလည်းကြိုက်နေတတ်တဲ့သူတွေအတွက်သူတို့ကိုလင်း showroom မှာဆိုရင်တော့ရွေးချယ်စရာအနေနဲ့၃စီးအောင်မှရှိပါရဲ့ရှင်ဒီကားရဲ့ရှေ့ရုပ်ထွက်ဒီဇိုင်းကိုကြည့်မယ်ဆိုရင်လက်ရမြောက်တဲ့ဘိုးဂရေဒီဇိုင်းကလည်းဆွေးဆောင်မှုရှိတဲ့တွင်ပြေအနေထားနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ် headlight တရားဆိုရင် LED မီးကိုတုံးပေးထားပြီးတော့မီးခွက်ဒီဇိုင်းကလည်းတော်တော်လေးမိုက်တယ်။အောက်ဘက်မှာဆိုရင် Ford light ပါတာကိုလည်းမြင်တွေ့ရတယ်။အလယ်ဘက်မှာဆိုရင်လည်း Toyota logo လေးပြန်ပြီးတော့ထည့်ပေးထားတယ်။ဒီကားရဲ့ရှေ့ရုပ်ထွက်ဒီဇိုင်းဟာဆိုရင်ကြီးလိုက်တာနဲ့ခက်ခဲတန်းတန်းနဲ့လမ်းကျန်းတွေကိုကောင်းမွန်စွာကျော်ဖြတ်မောင်းတင်နိုင်မဲ့ off road ကားတစ်စီးရဲ့တွင်ပြင်ကိုအပြည့်အဝဆောင်နေရပဲဖြစ်ပါတယ်ရှင်။ ဒီကားရဲ့ဘေးဘက်ကိုကြည့်မယ်ဆိုရင်18 inches အလွိုင်းရှိတဲ့ဘီးအကြီးကြီးတွေကိုတုံးပေးထားတဲ့အခါကျတော့ခက်ခဲကြမ်းတမ်းတဲ့လမ်းကျဲတွေကိုလည်းစိတ်အေးလက်အေးနဲ့မောင်းနေနိုင်မှာပဲဖြစ်ပါတယ်။ Ground clearance ကလည်း30 inches အောင်မြင့်နေဆိုတော့တကယ်ကိုအမြင့်ကြီးပါတော့။အဲကားရဲ့ဘေးဘက်ကိုကြည့်မယ်ဆိုရင်လည်း off road ကားတစ်စီးဖြစ်တာနဲ့အညီကြစ်ကြစ်လေးလေးနဲ့အချိုးအကွေ့ရလှပနေအောင်လည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ နောက်ဘက်ကိုကြည့်မယ်ဆိုရင်တေးလိုက်မီးသီးတွေကလည်းအရှိတ်ဘက်မှာလိုမျိုးပဲ LED မီးသုံးပေးထားတာကိုလည်းမြင်တွေ့ရတယ်။အောက်ဘက်မှာဆိုရင် red step ပုတ်ပါတဲ့အခါကျတော့ပစ္စည်းအတင်ချလုံမလားလူအတက်ဆင်းလုံမလားလွယ်ကူစေပါတယ်။အလဲဘက်မှာဆိုရင်လည်း highlight logo ပါတာလေးကိုလည်းမြင်တွေ့ရပါတယ်။နောက်ခံကာဂိုစပေးယာဆိုရင်ပစ္စည်းတဒံနီးပါးလောက်အထိတင်လို့ရတဲ့အကျယ်ဝန်းရှိတဲ့ခါကြတော့ပစ္စည်းတွေပဲတင်မလားခရီးပဲသွားမလားအရှင်ပြေစီမဲ့ကားတစ်စီးပဲဖြစ်ပါရဲ့ရှင်။ ားအတွင်းကန်းထဲကိုဝင်ထိုင်လိုက်တာနဲ့ထိုင်ကုန်တွေကလေသာစီသုံးပစ်ထားတဲ့ခါကျတော့ထိုင်ရတာလည်းတတောင်တတဖြစ်စေတယ်။ driver seat ဘက်မှာဆိုရင်လေစီမော်တာပါဝင်တဲ့ခါကျတော့အဆင်ပြေစေတယ်။ steering မှာဆိုရင်လေလေသာချုပ်ချုပ်သုံးပစ်ထားတာကိုမြင်တွေ့ရတယ်။ volume control, voice command, lane departure, parking sonar နဲ့ cruise control တွေလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ အလေးဘက်မှာဆိုရင်တော့10 inches ရှိတဲ့ infotainment touch screen ပါဝင်ပါတယ် Apple CarPlay နဲ့ Android Auto လည်းအသုံးပြုလို့ရပါတယ်အောက်ဘက်မှာဆိုရင်တော့ aircon ကိုမြင်တွေ့ရပြီးတော့ digital aircon ဖြစ်တာကိုလည်းတွေ့ရပါတယ်အလေးဘက်မှာဆိုရင် cup holder နှစ်ခုပါတယ်ဟိုဘက်မှာလည်း cup holder နှစ်ခုပါတော့ကားတစ်စီးလုံးမှာ cup holder သုံးခုပါတာကိုလည်းမြင်တွေ့ရပါတယ် drive mode အနေနဲ့ eco ရဲ့ power ရဲ့ဆိုပြီးတော့လည်းနှစ်မျိုးပြောင်းလဲမောင်းနေလို့ရပါတယ် ကားစီးနေတဲ့အခါမှာကားပေါ်မှာပစ္စည်းတွေအများကြီးထက်တက်တဲ့သူတွေအတွက် dashboard နေရာမှာဆိုရင်လည်း story box ကနှစ်ခုပါတယ်။အလဲဘက်မှာဆိုရင်လည်းကိုထည့်တဲ့ပစ္စည်းတွေထည့်ဖို့အတွက်နေရာထပ်ပြီးတော့ပါတာကိုလည်းမြင်တွေ့ရပါတယ်။ကားစီးနေတဲ့သူတွေအတွက် safe ဖြစ်စေဖို့ airbag တွေပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ကဲဒါဆိုရင်တော့အစီကန်းလေးကိုတူတူကြည့်ပြီးွားရင်အလဲကန်းလေးကိုအတူလိုက်ကြည့်ပေးပါဦးနော်။ ကားရဲ့အလဲကန်းကိုဝင်ထိုင်ကြည့်တဲ့အခါမှာလေလရွန်နေဟရွန်နေကလည်းတင့်တင့်နဲ့အကျယ်ဝန်းရှိအောင်လည်းမြင်တွေ့ရပါတယ်။ ခုနကတော့ပြောရင်းနဲ့ပြောဖို့ကြံခဲ့ရတခုရှိရယ်။ဘာလဲဆိုတော့တကားပေါင်း၄ဘက်စလုံးမှာဆိုရင်လည်း MVN light လေးတွေပါတာကိုလည်းမြင်တွေ့ရပါတယ်။ MVN light လေးရာဆိုရင်ညဘက်မှာဆိုရင်တော်တော်လေးစိတ်ချမ်းသာစရာပေါ့နော်မြင်တွေ့ရတဲ့သူတွေအတွက်လည်းပြီးတော့ဒီအနောက်ဘက်အတွက်လည်း echo box နှစ်ခုပါတာကိုမြင်တွေ့ရတယ်။ပစ္စည်းတွေပါတွေထိတ်ချင်တဲ့သူတွေအတွက် driver seat ရော passenger seat ရောရဲ့နောက်ဘက်မှာဆိုရင်လည်းဒီလိုမျိုးဂျိတ်ကလေးတွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။အလယ်ဘက်မှာဆိုရင် Amrest ပါဝင်ပြီးတော့ cup holder နှစ်ခုပါတာကိုလည်းမြင်တွေ့ရပါတယ်။ করেছে টয়োটা হাইল Adventure 2024 model ကဆိုရင်တောင်ပေါ်မြေပြန့်ဒေသမရွေခက်ခဲကြမ်းတမ်းတဲ့လမ်းတွေနဲ့တောင်တက်အကွေ့အကောက်လမ်းတွေမှာဆိုရင်အကောင်းဆုံးသောအဖော်မော်အနေနဲ့ရှိနေမဲ့ကားတစ်စီးပဲဖြစ်ပါရဲ့ရှင်။ဖြူရုံကုန်လင်း showroom မှာဆိုရင်တော့အခု3စီးစိတ်တိုက်ရွေးချယ်ဝယ်လို့ရမှာပဲဖြစ်ပါရဲ့ရှင်။လမ်းကင်းလေးဝယ်လို့ရသလိုအရေးကြအနေနဲ့လည်းဝယ်လို့ရပါတယ်။အရေးကြအနေနဲ့30%တောင်ပေးမှန်းကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ချီလည်းဝယ်လို့ရပါတယ်ရှင်။အမြင်လာရောက်ကြည့်ရှုတင်သူ customer များအနေနဲ့ ယ်။ပြည်လန်းနိုဗိုတယ်ဟိုတယ်နီးမှာ showroom number 1တောင်ကလာရနာလမ်းမပေါ်မလိခအင်အားရှိမှာဆိုရင် showroom number 2အမှတ်224ဦးဝိဇာရာလမ်းနဲ့ဓမ္မစရီလမ်းတောက် SPC Tower ရဲ့အနောက်ဘက်မှာဆိုရင် showroom number 3ဆိုပြီးတော့ဝင်လက်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နှီးဆက်ရာ showroom မှာစိတ်ကြိုက်လာရဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရသေးရှင်။ဒီဗီဒီယိုလေးကိုကြိုက်နှက်သက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရပေးကြပါအောင်နော်။ အပတ်စဉ်စနေညနေ6:00နာရီတိုင်းကားရီဗျူးဗီဒီယိုလေးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်။ကဲနှုတ်ဆက်မဲ့ချိန်ကိုရောက်လာခဲ့ပြီနော်။နောက်ထပ်နောက်ထပ်ကားအသစ်တွေနဲ့နောက်စီစဉ်တွေမှာပြုံနေတူပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye